ီဗီဒီယိုလေးကတော့ကျွန်မကတစ်လတစ်ခါเนาะဒေါ်လန်ရေးအတွက် promotion လုပ်နေတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်မက promotion လုပ်နေတဲ့အကြောင်းအရာလေးတွေကိုမပြောခင်မှာကျွန်မကနည်းနည်းလေးပြောပြခြင်းနဲ့ပေါ့နော်ဒီအထက်မှာကျမတင်လိုက်တဲ့ပန်ဆယ်လိုနဲ့ပတ်သက်ပြီးတော့တင်လိုက်တဲ့ဗီဒီယိုဖိုင်လေးအောက်မှာပေါ့နော်အများကြီးလာမှတ်ထားတာရှိတယ်နော်တကူမတို့တကူချင်းချင်းကာွယ်တယ်တို့တကူချင်းထပ်ပြီးတော့တကူ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 နော်လူတွေရဲ့ယုံကြည်မှုဆိုတာအလကားရခဲ့တာမဟုတ်ဘူးနော် လူတွေကအုံနောက်ရှိတယ်ထမင်းစားတယ်အကုန်လုံးကတိရတဲ့လူတွေကြီးပဲနော်အဲ့ဒီလူတွေဒီလူတယောက်ကိုယုံကြည်လာတယ်ဆိုတာအကြောင်းမဲ့ယုံကြည်လာတာမဟုတ်ဘူးနော်ယုံကြည်ထိုက်လို့ယုံကြည်တာဒါပေမဲ့အဲ့ဒီလူတယောက်ကိုအမြဲတမ်းယုံကြည်နေမှလားဆိုတော့မဟုတ်ဘူးအဲ့ဒီလူတယောက်မဟုတ်တာလုပ်တဲ့အခါတန်တရာဖြစ်ပွဲ ရှိတဲ့အခါကျရင်နော်အဲ့ဒီလူကိုတကိုးပါလို့အဲ့ဒီယုံကြည်နေတဲ့လူတွေကိုယ်တိုင်ထုတ်ပြောလာလိမ့်မယ်နော်ထုတ်ပြောလာလိမ့်မယ် ဒါပေမဲ့ပန်ဆယ်လိုတို့ဖြစ်တဲ့ပြဿနာကနော်သူတို့အချင်းချင်းထဲမှာသစ္စာဖောက်လို့ဖြစ်သွားတဲ့ပြဿနာဒါကျွန်မသိရတယ်လို့အကြံပြင်းသိရတယ်လို့ပေါ့နော်ကိထားပါတော့လေအဓိကကတော့ကျွန်မကပန်ဆယ်လိုကိစ္စကိုပြောမှာမဟုတ်ပါဘူးဒါကျွန်မကြုံလို့ပြောလိုက်တာပါနော်အခုကတော်လည်းရေးကိုဘလို့တိုက်လဲဆိုလို့ရှင်အရင်တော့ဘောမာတွေကဟာလာပြီးသူအယောင်ဆောင်ပြီးတိုက်တယ်အခုတိုက်တဲ့ပုံစံမျိုးကတော့နည်းနည်းလေးကွဲလာတယ်နော်ပြီးသူအယောင်ဆောင်တဲ့ဘောမာမဟုတ်တော့ဘင်းနဲ့ နှစ်ဖွဲ့ကွဲနေတဲ့လာဟိုပန်ဆယ်လိုတို့နဲ့เนาะ UG ကိုတိုက်ခိုက်နေတဲ့အဖွဲ့တသက်ရှိလူမြတ်ကျော်တို့အဖွဲ့เนาะအဲ့လိုနှစ်ဖွဲ့ကွဲနေလို့လူမြတ်ကျော်တို့ကိုဟာလာအားပေးတဲ့အဖွဲ့လိုလိုတော်လန်ရေးတမားတွေလိုလိုအရှောင်ဆောင်ပြီးတော့လာပြီးတော့မှသွေးခွဲစကားပြောနေတဲ့မိုင်းတိုက်နေတဲ့အဖွဲ့တသက်ရှိပါတယ်နော်ဒါတွေကိုသတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းကျွန်မပြောတာပါအဲ့ဒီလိုတော်လန်ရေးတဲ့ကလူလိုလိုဖန်တီးပြီးပြောမှလည်းပြဿနာကပိုပြီးတော့ကြွမှာနော် ပို့ပြီးတော့အသက်ဝင်မှာเนาะအဲ့တော့အဲ့ဒီလိုကောင်းလာပြောတဲ့ကောင်းကြီးအကုန်လုံးကဘုံမှာပါပဲเนาะတပ်ပါကြီးကကောင်းလို့လို့တော်လိုင်းရဲ့ဘက်ကိုပဲမရောမလဲပါလာတို့လို့တော်လိုင်းရဲ့အဖွဲ့တွေမှာပဲအရင်နှုန်းတည်းကကူညီတယ်လို့ကိုဟိုထောက်ခံကူညီအားပေးနေတယ်လို့လို့ ਨੇ ပုံဖမ်းပြီးတော့ပြောလာတဲ့ကောင်းကြီးပေါ့เนาะအဲ့တော့ဒီကောင်းကြီးကထမိန်ဝစ်ထားဖို့တာတင်တာเนาะစကားပြောရင်လည်းတိတာပါအောင်လုံးနေသုံးတာခါအထက်ကကိုမတက်ဘူးကျင်းတို့ဒီထက်ပိုပြီးနည်းနည်းလေးလူစင်မှီခြင်းရင်ညံရီကိုပြောတာနော် ညံ့ရည်လူစင်မိတယ်ခါအထပ်ပိုင်းအောင်တက်လိုက်နော်ခါအထပ်ပိုင်းအောင်တက်ဒီနားမှာပဲရက်မနေဒီထိတက်ဒီထိတက်ပြီးတွေးဒီထိတက်ပြီးပြောဒီထိတက်ပြီးဝေပန်သုံးတက်နော်တော်လန်ရေးမှာဘူးတက်နေတဲ့ကောင်တွေကအဲ့ဒီလူမြတ်ကျော်လိုခွဲပဲနော်လူမြတ်ကျော်လိုခွဲပဲအဲ့တစ်ခွက်လုံးမဲ့တပ်ပါတီဆိုတဲ့ကောင်တွေလည်းတစ်ခွက်လုံးမဲ့တော်လန်ရေးကိုဖျက်ဆီးနေတာဘူးတက်နေတာနော်အဲ့တော့ဒီဘူးတက်တက်ရှူတွေကိုကျမတို့တော်လန်ရေးသမားတွေတော်လန်ရေးသမားစစ်စစ်တွေတည်တယ်နော်ပြီးတော့အုံနောက်ရှိတဲ့လူတွေတည်တယ်နော် ဒီဘူးတက်တက်ရှူတွေဘယ်အကွက်ကိုခင်းနေလဲဘယ်လမ်းကိုနင်းနေလဲဆိုတာเนาะကျွန်တို့တော်လည်းအသွင်ဖန်တီးပြီးဝင်လာပြီးတော့မှเนาะတော်လည်းဘက်ကလို့လို့နဲ့ရှင်တို့ပြောနေတာတကယ်တော့ရှက်ဖို့ကောင်းတယ်ရှင်တို့ပြောနေတာနဲ့ရှင်တို့လုပ်နေတာနဲ့တခြားစီပဲအဲ့တော့ရှင်တို့အဲ့လိုပြောခဲ့တဲ့အခါကျတော့တော်လည်းဘက်ကလူတွေဟာဒီပိတ်တွေကိုအားပေးတယ်ဒီကောင်တွေပြောတာဟုတ်တယ်တရင်တွေထုတ်တယ်လို့ပြောတော့မှရှင်တို့တရင်တွေကိုလိုက်ကြည့်တာအဲ့မှာရှင်တို့လုပ်နေတဲ့လုပ်ရက်တွေကတေးသေးချာချာပြန်တွေးကြည့်လေလေပေါ်လေလေပဲအဲ့တော့ရှင်တို့တိုက်ခိုက်နေတာပန်ဆယ်လို့တယောက်တည်းကိုတိုက်ခိုက်နေတာမဟုတ်ဘူး ဲ့ဒီဘက်ကကောင်းလေတိုက်ခိုက်နေတာအန်ယူဂျီကိုလည်းတိုက်ခိုက်တယ်တော်လန်ရေးမှာတကယ်လုံနေတဲ့ကောင်းကြီးအကုန်တိုက်ခိုက်မှာအကုန်ဖြိုးမှာနော်ကျေတော့ကအကုန်တွေးခွဲမဲ့ကောင်းကြီးအဲ့တော့အဲ့ဒီလိုကောင်တွေကိုတီတီကြီးမြင်ရအောင်ဒီကောင်တွေကဦးတက်တွေပါဆိုတော့တီတီကြီးမြင်အောင်ဘယ်သူကလှုပ်လိုက်တာလဲဆိုရင်ရှင်တို့ကိုယ်တိုင်အဲ့ဒီမနာလိုစိတ်တွေကနေလှုပ်လိုက်တာဖြစ်တယ်။နော်အဲ့လိုမနာလိုစိတ်တွေကအထင်းသားကြီးမြင်ရတာဖြစ်တဲ့အတွက်ရှင်တို့ကိုအားပေးထောက်ခံနေတဲ့လူတွေနော်အခုချိန်မှာအားပေးထောက်ခံကျင်တဲ့စိတ်တော့မရှိတော့ဘူးဆိုတဲ့သကားတန်တွေလည်းကျမတို့ကြားနေရပါတယ်။နော်အဲ့တော့ ကိုတည်ရင်ကိုလူကြတာပေါ့ရှင်နော်အဲ့တော့ကျမပြောချင်တယ်ဒီလူမျက်ကျော်တို့ပြဿနာတွေကိုဖန်တီးနေတဲ့အကောင်ကြီးနော်အဲ့ဒီအကောင်ကြီးကိုကျင်းတို့အဲ့ကောင်ကြီးရဲ့သတင်းတွေကိုကြည့်ကြပါမယ်ဒီထပ်ပို့ပြီးတော့အဆင်မြင်တဲ့သတင်းတွေဒီထပ်ပို့ပြီးတော့မှခိုင်မာတိကြတဲ့သတင်းတွေသတင်းဆောင်မြင်တာတွေအများကြီးပါအဲ့ဒီမှာသွားကြည့်ကြပါသတင်းတွေအများကြီးတင်ပေးနေပါနော်ဒီကောင်ကြီးကသူတို့ကိုအားပေးနေလို့သူတို့ကအခုလိုမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့သူတို့ကိုဘောမာတွေပဲအားပေးပါလိကျင်လိုက်စမ်းပါနော်ရေးရဲကျင်လိုက်စမ်းပါဟုတ်လားဘာလို့လဲဆိုတော့တကယ်တော်လန်ရေးကိုနိုင်နေတယ်ဆိုလို့ရှိရင်ကျမတို့လုပ်ရမယ့်အလုပ်က ဒီငွေနဲ့ပတ်သက်ပြီးလုပ်ကိုလုပ်နေရမှာဖြစ်တယ်။ကျွန်မလုပ်နေတယ်ကျွန်မတခိုးတခိုးလို့ပြောနေတယ်ကောင်းနေနော်။နည်းနည်းလေးနားလည်သွားအောင်ပြောချင်တယ်။ကျွန်မလုပ်နေတဲ့အတိုင်းတာကျွန်မတော်လည်ရင်းနဲ့ပတ်သက်ပြီးတော့အလူခံနေတဲ့ငွေတွေကိုဘယ်သူစရင်စစ်လဲဆိုလို့ရှိရင်ကျွန်မကိုနော်ယုံကြည်ပြီးတော့မှလာပြီးတော်လည်ရင်းအတွက်ထောက်ပံ့ပေးနေကြတဲ့ထောက်ဖို့ကကျွန်မဂရုမှာအယောက်200ရှိတယ်။နော်။ထိုင်းဂရုမှာအယောက်30လောက်ရှိတယ်။တခြားအပြင်ကနေပြီးတော့ဂရုထဲမှာဝင်မယ်နဲ့အပြင်ကနေပူနေတဲ့လူတွေရှိတယ်။ เนาะစုစုပေါင်းဆိုရင်အယောက်300လောက်ရှိတာပေါ့ရှင်ဒီ300လောက်ကကျမရဲ့စင်းရစ်တွေပါပဲเนาะကျမပြောတာရှင်းလားမသိဘူးရှင်းလို့တကူတကူနဲ့ပြောတယ်တကူလို့ဆွဆွေးနေတယ်တက်တည်တက်ကြရကျမတို့ပြမယ်เนาะဘယ်နေရာကိုရလဲကျမကိုယုံကြည်နေတဲ့လူတွေကိုယ်တိုင်ကျမမဟုတ်တာလုပ်ရင်တကူလို့သူတို့ပါဇက်ကအရင်ထွက်လာလိမ့်မယ်เนาะဒါပေမဲ့အချက်နဲ့အလက်နဲ့ထွက်မှာကျမကလက်ခံမယ်တကူတကူလို့ပြောနေတာเนาะအဲ့တော့ကျမရဲ့စင်းရစ်တွေကကျမရဲ့ထောက်ဖို့တွေပဲကျမနဲ့အတူတူတော်လန်ရေးကိုထောက်ဖို့ပေးနေတဲ့စင်းရစ်တွေเนาะအားလုံးဟာ အယောက်300ရှင်300လုံးတို့ကစင်းရင်စစ်ပဲဟာလားဘာလို့လဲဆိုလို့ရှင်ကျမကကျမသွားနေတဲ့ပုံစံမျိုးอ่ะကရုထဲမှာပဲကျမအလုပ်လုပ်နေဟာလား30ရရင်လည်း30 20ရရင်လည်း20ကရုထဲမှာကျမအကုန်လုံးချပြတယ်ဘန်စလစ်တွေအကုန်လုံးကရုထဲမှာပဲနော်ကျမကရုထဲကလူတွေကကတ်ကူလေတာတစ်လုံးကင်ပြီးတော့ကျမပို့နေတဲ့ကရုထဲကိုထည့်ပေးနေတဲ့စလစ်တွေကိုဘန်စလစ်တွေကိုထိုင်ပြီးတော့တွက်နေရင်တော့အဖေကထွက်ပြီးသားပဲကျမအဲ့လိုသွားတယ် အဲ့တော့ကျမရဲ့ group ထဲမှာရှိနေတဲ့လူတွေအားလုံးကကျမလုံနေသမျှကျမပို့သမျှဘန်စလစ်ဈေးစရာအားလုံးမြင်နေရတာဖြစ်တယ်နော်တလောက်ကိုတစ်ခါကျမစီးရင်ဟိုလုတ်ပြီဆိုလို့ရှိရင်ကဲဘယ်လိုနံပါတ်ကြီးဘလောက်ပါလဲနော်နံပါတ်ကြီးမပိုင်လဲလာပြောကြသူတို့ဘလောက်လှူထားတယ်နော်သူတို့နံပါတ်ကြီးအားလုံးဒီ group ထဲမှာအကုန်လုံးမြင်နေရတာဖြစ်တယ်အဲ့တော့မားတယ်ဆိုရင်လာပြောနော်အဲ့တော့ကျမစင်းစရာကိုအဲ့လိုသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမ group တွေကလူတွေကကျမကိုရုံရုံကြည်ကြည်နဲ့ ထောက်ပံ့ပေးနေတာဖြစ်တယ်။တကယ်တမ်းဆိုလို့ရှိရင်ကျမရဲ့စင်းစရာတွေကလိုင်းပေါ်မှာတင်ပေးစရာတော့မလိုကျမဂရုထဲကလူတွေအယောက်300ရှိရင်အဲ့ဒီ300လုံးเนาะကျမတို့စင်းစရာတွေကိုလက်ခံရရပြီဟုတ်တယ်เนาะကျမတင်ပေးစရာမလိုနောက်တစ်ခုကကျမကဘယ်အဖွဲ့စည်းနဲ့မှလက်မတွဲဘူးကျမတကူလဲသွားနေတာဖြစ်တယ်ဒီ group မှာကျမပဲကောင်းဆောင်ကျမပဲစည်ရင်လုပ်တယ်ဒါပေမဲ့ ကျွန်မပဲစရင်လုတ်တယ်ဆိုရင်ပဲဒီစင်းကကျွန်မတက်ရောက်ပြီးမြင်နေရတာမဟုတ်ဘူးကျွန်မအဖွဲထဲမှာအယောက်300ရှိရင်အယောက်300လုံးဒီစင်းတွေကိုမြင်တွေ့နေရတယ်အယောက်200ရှိရင်အယောက်200လုံးဒီစင်းတွေကိုမြင်တွေ့နေရတယ်အဲ့ဒီအတွက်သူတို့ကကျွန်မကိုယုံကြည်တယ်အဲ့ဒီတော့ကျွန်မတို့ကောင်းကောင်းလေးထောက်ဖို့လိုရတယ်ဒါပဲဖြစ်ဖြစ်ဒီမှာသွားတဲ့ပုံစံအရန်ယုံရှင်တယ်နော်ရှင်တို့ပါရှင်တို့တခိုးလို့ပြောပြောနော်ဓမြလို့ပြောပြောကျွန်မကစောက်ကြီးမဆိုင်နော်စောက်ကြီးမဆိုင်ဘာလို့ကျွန်မအေးရအေးတောင်းနော်ကျွန်မ group တွေကလူကကျွန်မကိုတခိုးလို့ပြောလိုက်နော်ကျွန်မ ဖြေရှင်းရမယ်တောင်းရှိရပါဘောเนาะအခုကျမ group တွေကလူတွေကဟုတ်လားကျမရဲ့စီးရင်စရာတွေကျမလုံနေတော့သူတို့မြင်နေရလေ group ထဲကလူတွေအားလုံးကျမစီကိုပဲငွေတွဲကြတာကျမပဲငွေလက်ခံတာကျမပဲစီးရင်လုပ်တာဒါပေမဲ့ဒီစီးရင်စစ်တွေကဘသူတွေလဲဆိုရင်အဲ့လူတွေအကုန်လုံးเนาะအဲ့တော့ကျမကတော်လန်ရေးထောက်ဖို့ငွေကိုအဲ့အတိုင်းတွားနေတာဖြစ်တယ်အဲ့တော့ရှင်တို့စောက်ပေါက်တွေကထွက်လို့တကိုးတကိုးဆိုတဲ့ဟာတွေကလေကျမဖင်ကနေထွက်တဲ့လေလောက်တောင်မှเนาะကျမခယူမဆိုင်ဘူး င်တို့ကအဲ့လိုတကူပြောလိုက်ဓမြပြောလိုက်နော်အဝေစားမြစားပြောလိုက် နော်ရှင်တို့ကတကယ်တမ်းကျတော့ရှင်တို့ကရှင်တို့မှာရပေါက်ရလမ်းမရှိတဲ့ခါကျတော့သူများစီကပတ်စံအလကားလိုချင်တဲ့စိတ်နဲ့ရှင်တို့စိတ်တွေနဲ့နှိုင်းပြီးတော့အော်ငါသာဆိုရင်သူ့နေရာမှာခိုးမှာဆိုတဲ့စိတ်နဲ့ကျင်းတို့ကသူများကိုလည်းသူလည်းငါလိုပဲခိုးမလားမသိဘူးဆိုတော့တန်တရာစိတ်နဲ့ပြောနေကြတာဖြစ်တယ်။နော်အဲ့တော့တော်လန်ရေးမှာတော်ယုံတန်ယုံစိတ်နဲ့တော့ဒီတော်လန်ရေးမှာငါးနှစ်လုံးလုံးကျမတို့ဒီနေ့ဒီချိန်ဒီတော်လန်ရေးပေါ်မှာရှိနေမှာမဟုတ်ခဲ့ဘူး။ เนาะရှင်းနေမှာပုံခဲ့မှာเนาะကျမတို့စိတ်ကိုအဲ့လောက်နဲ့ဖြိုလို့မရဘူးပြောချင်တာเนาะကဲထားပါလေကျမတကယ်ပြောချင်တာအဲ့ဒါမဟုတ်ပါဘူးတကယ်ပြောချင်တာကအခုကျမတို့လာစဉ်လာစဉ်တလောက်ကိုစံစဲအိတ်ကျမအလှခံတယ်လာတိုင်းလည်းပြည့်ခဲ့ပါတယ်အခုလာလည်းပြည့်ချင်တယ်เนาะလောလောဆယ်တောင်မှကျမ9ရက်လောက်ရပြီဖြစ်ပါတယ်အဲ့တော့တလောက်ကိုစံစဲအိတ်ကိုမှကျမကတအိတ်ကိုတသိန်းနှုံးနဲ့အလုံးငယ်တောက်ခံနေတာဖြစ်တယ်အဲ့တော့ပါဝင်ခြင်းတဲ့လူတွေစံ တလကိုတိတ်နဲ့လစဉ်ပါဝင်လို့ရတယ်လို့ဒီလပဲဒီဒီလတော့ပဲပါဝင်မယ်နောက်လမပါသေးဘူးအစီအပြေတဲ့အချိန်မှာပြန်ပြီးပါဝင်မယ်ဆိုလည်းပြဿနာရှိလို့ရတယ်နော်ဒါကတော့ဆန်အလူခံတာပေါ့ရှင်နော်ရဲဘော်တွေအတွက်ဖြစ်တယ်နော်ကျမရဲ့အကောင့်မှာလည်းဒါကျမကို follower လုပ်ထားတဲ့လူတွေဆိုလို့ရှိရင်ကျမရဲ့စာရင်းတွေကိုအများအတွေ့နေရပါတယ်နော်ကျမအများတောက်လျှောက်တိပေးနေပါတယ်အမြင်တက်ရင်းနေစီကိုတွားတဲ့စာရင်းတွေရတယ်ပေါ့နော်အဲ့တော့ဆန်ဆယ်အိတ်ပါဝင်ခြင်းနေဆိုလို့ရှိရင်တိတ်ကိုတသိန်းလုံးနဲ့ပါဝင်လို့ရပါတယ်အဲ့တချို့ကလည်းကျမကိုစကားလာကတ်ပြောတယ်ဆန်တအိတ်ကိုတသိန်းရလားတဲ့ ရတာမရတာကျွန်တော်တို့အရှင်တို့စောက်လို့မဟုတ်ဘူးเนาะဟိုတကယ်တမ်းတော်လန်ရေးအတွက်စံတအိတ်မှမဟုတ်ဘူးစံတပီလာရလေကျွန်တော်တို့ကရှူရတာပဲเนาะအဲ့တော့စံတအိတ်ဆိုတာတော့ဒါကျွန်မအလွယ်တက်လိုက်လို့ရှိရင်မလေးရင်းကင်းနဲ့တရားဆိုလို့ရှိရင်ကျွန်မနေနေပြီပြည်ပြဿနာအများကြီးဟိုအဆုံးနေမထွက်တော့တရားဆိုလို့ရှိရင်စံ9အိတ်900စေအိတ်အထောင်ရပြီအဲ့ဟုတ်ပြီလေသူတို့မှလို့စေအိတ်ပြင်ပြီမပြင်နေကျွန်မဟုတ်ပြီလိုက်ပြီဘလို့ပဲเนาะအဲ့လိုသွားတယ်နောက်တစ်ခုကကျွန်မထောက်ဖို့ထီထောက်ဖို့ထီကကျွန်မတလတလကိုအဆောင်တထောင်လောက်ရောင်းရရင်ကျွန်မမြေပြင်အဖွဲကိုကျွန်မ ဆယ်သိန်းဆယ်သိန်းနဲ့နှစ်ဖွဲ့လောက်ကျွန်မသွားပေးနိုင်တယ်နော်အဲ့တော့ကျွန်မစီမှာထောက်ဖို့ဒီဝယ်လို့ရှိရင်လည်းပဲဒါမြေပြင်ကိုပဲအပြည့်အဝရောက်ရှိမှာဖြစ်တဲ့အတွက်ကျွန်မစီမှာထောက်ဖို့ဒီဝယ်လို့ရတယ်ထောက်ဖို့ဒီကကျွန်မမလေးရှား ringgit နဲ့ပတ်စံကိုတုံးချက်နဲ့ရောင်းတာဖြစ်တယ်နော်သိန်းတစ်ထောင်စုပထမစုနော်ဒုတိယစုကသိန်း200စုတတိယစုကသိန်း100စုနော်ပြီးတော့5000စုလေးတွေနှစ်သိန်းစုလေးတွေလည်းအများကြီးပါဝင်တယ်ပေါ့အဲ့တော့တလောက်ကိုတစ်ခါထီထွက်လေနှစ်ရက်နေမှာည9:00ခွဲမှာ live လွှင့်တယ်အဲ့ live မှာဒီ လို့ထွက်တယ်ဆိုတော့သွားကြည့်လို့ရပါတယ်เนาะဒါတော့ထောက်ဖို့ဒီကဏ္ဍလေးနောက်တစ်ခုကတော့လစဉ်ပုံမှန်သွားကျင်တဲ့လူတွေအနေနဲ့ကျွန်မကเนาะမလေးရှားနိုင်ငံထဲမှာဆိုလို့ရှိရင်တစ်နေ့ကိုတစ်ကျပ်တစ်လ30 ringgit နဲ့ပောင်းဝင်လို့ရတယ်เนาะအဲ့ဒီတစ်နေ့တစ်ကျပ်တစ်လ30ဆိုတဲ့အာဒီ group လေးကလည်းအခုဆိုလို့ရှိရင်ကျွန်မစီမှာရောက်200ကျော်ရှိနေပြီ ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တလတလကိုမိပြင်ကို9ခွဲလောက်10သိန်း10သိန်းနဲ့ဆိုရင်9ခွဲ6ခွဲလောက်ကိုကျွန်တော်သွားပေးနေနိုင်တာဖြစ်တယ်။အဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာစေတင်တယ်။အကယ်၍ကျွန်တော်တို့ကတလကို30နဲ့ဟာလားအခုအရောက်ဟို200ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကအရောက်1000ဆိုလို့ရှိရင်မိပြင်တက်ရင်ဘယ်နှခွဲလောက်ကိုသွားရမလဲ။နော်အခုတော့မှကျွန်တော်တို့အရောက်200လောက်နဲ့ကျွန်တော်တို့သွားနေတာကတလတလကိုနော် ခုနှစ်ခွဲ၈ခွဲလောက်ကိုကျွန်တော်တို့တွားပေးနေနိုင်တယ်ဒါထောက်ဖို့ဒီရောเนาะဒီဆန်အဲ့အလူခံကိုအကုန်လုံးပြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လောက်၈ခွဲလောက်ကိုတွားနိုင်တယ်เนาะအဲ့ဒါကကျွန်တော်တို့အယောက်နေရပဲပါဝင်သေးတာတကယ်ပြီးအယောက်တစ်ထောင်လောက်ပါဝင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမီးမီမှာရှိနေတဲ့အခွင့်မြောက်များစွာကိုကျွန်တော်တို့ပေးနိုင်တယ်စားနပ်ရိက္ခာအတွက်ကိုကျွန်တော်တို့လုံလုံလောက်လောက်ပေးနိုင်မှာဖြစ်တယ်เนาะအဲ့တော့မလေးရှားမှာလူတွေအများကြီးပဲရှိပါတယ်တလ30ဆိုတာကလူတိုင်းပါဝင်နိုင်တဲ့နှုံးလေးဖြစ်တယ်ကိုယ့်ရဲ့နေတဝက်စာလုပ်အားခလေးပဲဖြစ်တယ်အဲ့တော့ဘဒုတ်တော့မှလည်းအများကြီးဖိအားမဖြစ်ဘူး လူများများပါဝင်လာတဲ့ခါကျတော့များများလေးကျမတို့တွေထောက်ပို့နေနိုင်တယ်။ကျမပြောချင်တာအခုကျမတို့ထောက်ပို့နေမှာဟလာအမျိုးမျိုးပြဿနာတွေဖြစ်တယ်။ဒါပေမဲ့ကျမတို့ကတက်တဲဆက်သွားရမယ်။တက်တဲဆက်သွားရမယ်။တစ်ဖက်မှာအင်အားလျော့ရင်ကျမတို့တစ်ဖက်မှာပူပြီးရှုံးရမယ်။ဒီတယောက်မလုံနိုင်ရင်ဒီတယောက်စာကျမနှစ်ယောက်စာလုံမယ်။နော်။ဒီဘက်မှာအင်အားနေနေကျမတို့ဒီတစ်ဖက်ကနေအင်အားပြန်ဖြစ်မယ်။ကျမတို့အဲ့တိုင်းသွားမယ်။ဒါကြောင့်မလို့ကျမဒီထောက်ပို့ကဏ္ဍကိုတစ်လ30ဆိုတဲ့အနည်းဆုံးပမာဏကိုထားပြီးတော့မှလူတိုင်းပါဝင်လို့ရအောင်ပါပေးနေခြင်းဖြစ်ပါတယ်။ နော်အဲ့တော့တခြားနိုင်ငံတွေက USA လို့နော်ဒီ Australia တို့ Dubai လို့ရှိရတယ်ကျွန်မကိုဆက်သွယ်လာပြီးလှုပ်နေတဲ့လူတွေရှိတယ်အဲ့ကလူတွေလှုပ်မယ်ဆိုလို့ရှိရင်ကျွန်မကလူယူခံလည်းရှိတယ်နော် UNT ပေးလည်းရှိတယ်လှုပ်လို့ရတယ်ဘန်ကိုလည်းတောက်ဒါလိုက်ဒီ Western Union တို့ဘာလို့ကနေဒါလိုက်လွှဲပြီးတော့မှကုလို့ရတယ်တခြားနိုင်ငံမှာရှိနေတဲ့လူတွေလည်းကိုကတလ30ဆိုတာဟာလားကျွန်မတို့မြန်မာငွေနဲ့တွက်ရင်တလ3000ပဲရှိတယ်နော်နိုင်ငံကြီးတွေမှာရှိနေတဲ့လူတွေကတလ3000လောက်နဲ့ပတ်ဝန်းကျင်ရမယ်ဆိုလို့ရှိရင် သူတို့ကအရန်နေတဲ့ပမာဏဖြစ်တယ်လက်ဖေးတစ်ခွက်စားတော့မရှိတဲ့ပမာဏဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပမာဏလေးနဲ့တခြားနိုင်ငံတွေကနေလည်းပါဝင်မယ်ဆိုလို့ရှိရင်ကျွန်မကိုဆက်သွယ်ပါလို့ကျွန်မကပြောချင်ပါတယ်အလို့ရှင်တွေအားလုံးကိုကျေးဇူးတင်ပါတယ်